သုဒ္ဓသောမကတရားတစ်ပါးသောမင်းနေကိုမှားနေမျိုးဆက်သစ်တွေကိုမှားပုံနော်တိဥပုံဆောင်ရမယ်နေအသားမပေါ်ဘူးမစားရဘူးအခုတော့ဘုန်းကြီးတို့မန္တလေးဥပုံနေဆိုသားပေါ်သေးလားမသိပါဘူးနော်ဟဲ့နှစ်ဖက်ကဥပုံနေဆုံးလောင်းမယ်နော်ဝတ်သားကောင်းကောင်းချက်ထားဟုတ်လား ဒါကြောင့်မဟာကတံကရိယာတံအသမသဘာနဲ့အသမဘောအသမစကြပါနဲ့အဲ့ဒီအချက်နဲ့ချက်ကိုသုတ္တသောမကမှားပြီးတော့သူတငယ်ချင်းပြမတတ်ကိုကြည့်လိုက်တာအဲ့ဒီမှာလက္ခဏာပေါ်လာဟာပြမတတ်သာသူ့နိုင်ငံမှာမင်းဖြစ်ရင်တိုင်းသူပြည်သားတွေဒုက္ခရောက်တော့မှာပဲဒါနဲ့ပြမတတ်ကိုအခန်းနဲ့ခေါ်ပြီးတော့အထူးမှားတယ်ပြမတတ်တဲ့ သင်နိုင်ငံသင်ပြန်ရောက်ရင်ကရုဏာမေတ္တာတွေကြီးမားအောင် ရင်းဝဲမှာတည်အောင်စောင့်ရှောက်ပါတဲ့တိုင်းပြည်ပြည်သားကြောသားရင်သားမချမိမိအလားကဲ့သို့သဘောထားပြီးတော့မေတ္တာကြီးမားစွာနဲ့စောင့်ရှောက်ပါသင်ကိုယ်တိုင်ကလည်းလာပြည်လာွယ်ဥပုံနေတွေမှာဥပုံဆောင်မှာတိုင်းပြည်ပြည်သားတွေကိုလည်းဥပုံဆောင်ပါစေဒါရင်မကလာပြည်လာွယ်ဥပုံနေတွေမှာပရိသတ်ဤအသာသချင်းအသာပေါ်ချင်းအမှုတွေလည်း မပြုတ်ပါနဲ့တဲ့အသားမပေါ်ရဘူးအသားမရောက်ရဘူးအသားမစားရဘူးနော်အဲ့ဒီလိုသတိပေးပြီးတော့ကိုယ်နိုင်ငံကို အသီးသီးပြန်ရခမဲတော်ဒီနိုင်ရွာဆိုင်၍တော်၎င်းသောမဟုတ်အသက်ကြီး၍တောရိပ်မိခေါ်တော်၎င်းမျိုးဆက်တဲ့သားတွေဟာပရိသတ်ကြီးမင်းဖြစ်ကြအဲ့ဒီတည်းမှာပြမတာလဲမင်းဖြစ်လား မင်းဖြစ်လာတော့အာနာနဲ့တိုက်ပြီးသူ့လက်ထက်အကုန်ရောက်ပြီမော်လားအာနာလက်ဝယ်ရောက်လာရင်အာနာဟာလူကိုရင်မှုစေတတ်တယ်ပင်ကိုယုသမှုပပျောက်စေတတ်တယ်နော်အေဂရိသ္စာတွေကို ပြည့်ပြည့်စေတတ်တယ်တဲ့ကိုချင်းကိုယွင်းပြည့်စေတတ်တယ်ဒါသရီထားမှဒါကြောင့်လူကြီးလှုပ်လာရင်အကြီးကဲဖြစ်လာရင်ပရိသတ်ရထိုးသရီထားရမယ်နော် ။အဲ့တော့ဗျမတလက်တဲ့အာနာတွေတိုင်းပြည်တွေရောက်လာတော့သူလှုပ်ချင်အောင်လှုပ်ကုန်။ငါကို အတိတ်ရဲ့ဇေယိုက်ကလည်းပေါ်လာ။အတိတ်ကဇေယိုက်ကဘယ်လိုတုံးဆိုတော့အတိတ်ဘဝတော်တော်များများဟာသူဟာဘလူးဖြစ်ခဲ့တာ။ဘလူးဖြစ်တော့ဘာစားလူသားစားလာတယ်နော်။ဒီတော့အသားထဲမှာပြိဿကြီးလူသားဟာအနုညာဆုံးအဆူဆုံးအကောင်းဆုံးခွန်အားအရှိဆုံးဆိုပဲ တို့ပေသာစားစားမရှိလို့မစားတာနော်ဘုန်းကြီးတို့မန္တလေးမှာဟိုးလွန်ခဲ့တဲ့59နှစ်20လောက်ကကြားလိုက်ပါသေးတယ်ဗါတဲ့လေမန္တလေးကြီးဦးကြီးကောင်းလားကောင်းလားနဲ့စားလိုက်ကြတာနော်တော်တော်ကြာတော့လူတွေတုံခင်ပြားနဲ့ကိုတန်းစီတို့ပြီးဝေယာကနေဟဲကြီးဦးကြီးကရင်ခွဲယုံ နောက်ဖေးဘောက်က ကလီစာတွေထုတ်ချက်လို့ကောင်းတာတဲ့လူကလီစာတွေတဲ့ဆိုတော့ကြားလိုက်သေးမဟုတ်လား ရေဦးကြီးနာဘူးမကိုမကတ်တော့ဒီတော့ဘုန်းကြီးကဒီစကားတွေကို ကြည်ပြီးတော့ဟာတို့မသိကျင်တာရှိမယ်မသိရင်သာရှိမယ်ပရိသတ်ရေလူသားစားတဲ့သူတော့ရှိနေလောက်ပြီလို့ဒီလိုပဲထင်တယ်လူသားစားတာကို လူသိရင်လက်ခံမလားအန္တရာယ်များတယ်ဒီတော့ဘုန်းကြီးတို့ရန်ကုန်အကြောင်းကိစ္စတခုနဲ့သွားတော့ ရန်ကုန်မှာစာဖြေကိစ္စပေါ့လေသွားတော့တဲခိုးတဲ့နေရာကနေပြီးစာဖြေရမယ့်နေရာကိုခြေတကုံကုန်းတော့ပေါ့ဘာစကားစီပြီးသွားကြတော့ကားပေါ်တက်မဲ့လို့တော့ကားပေါ်ကလူတွေကဘာပြောလဲဟာလာပါကြီးတွေတက်လာပြီလာပါကြီးတွေတက်လာပြီဘုန်းကြီးတို့ကလည်းဥစဉ်လေးငါးပါးကိုဗျလာပါကိုဘုန်းကြီးကလက်လို့ကောက်လိုက်တာဟာကနေ့တော့ပု္ပ္ပစာပြေပြီဟာဒီလိုနော် အတိတ်ကောင်းနမိတ်ကောင်းမဲ့လို့ဆိုပြီးတော့ရွှေရကုံကုန်းတော်ပေါ်တငယ်ချင်းလေးငါးပါးတက်လာကြကုန်းတော်ရောက်တော့ရန်ကုန်ကကိုတော်တွေနဲ့ဆုံးတော့ကိုတော်ရဲ့ခဏိတော့အတိတ်ကောင်းနမိတ်ကောင်းတွေတွေ့ကြရတယ်စုစမ်းမအောင်ပြဘယ်လိုတိတ်နမိတ်ကားပေါ်တက်မဲ့အလုံးမှာကားပေါ်ကလူတွေက လာပါကြီးတွေတက်လာပြီလာပါကြီးတွေတက်လာပြီနေစမ်းမအောင်ကိုတော်ကလာဘကိုဘယ်လိုကောက်တာလာဘလက်ပေါ်ကိုတော်ရမှားပြီကိုတော်ရဲ့ဘာဖြစ်လို့ ရန်ကုန်ဥက္ကလာဥလာဘကြီးကလူတွေသတ်စားလို့တဲ့ဘုန်းကြီးမြင်လာဘကြီးခေါ်တာကောင်းရောနော်တို့ပြည်သက်လဲကြားလိုက်ပါပါခလေးတွေအသာခွာပြီးတော့စင်အိုးတဲ့ထဲစားနေတယ်ဆိုတာလေအေးဒီအဖြစ်တရားဘုန်းကြီးတို့ပြည်သက်ကြီးမိမိထားနေကြတယ်နော်ဒီတော့ဘုန်းကြီးကစဉ်းစားတယ်ဟာ လူသားစားတဲ့ဘလူကလူတဲတယ်မကတို့ဘုန်းကြီးတဲတော်ရောက်နေပါပေါ့လားပောရိသာရဇတ်တော်ကြီးကြည့်တော့မှာဒီတော့သုဒ္ဓသောမကမြေမရက်ကိုမှားလိုက်တယ်မှားတန်းနေပေပြီးတော့မြေမရက်နိုင်ငံပြန်ရောက်တော့ပရိသတ်ကြီးဘယင်ဖြစ်တဲ့ချိန်မှာဘာလုလာတယ်လဲလို့ဆိုတော့ ဗျာမတတော်ဗျမတအမိရှိတဲ့ရာဇာဗာရဏသီရာဇာဗာရဏသီပြည့်ရှင်ဘယင်ဖြစ်တော်မူတဲ့ဗျမတဘယင်သည်မန္တိနအသားနှင့်ဝိနာကင်ပြီးတော့ဗတ္တံပွဲတော်ကိုနဘုံသတိမတည်ဘူးတဲ့ပရိသယိဗျမတဘယင်ဟာပွဲတော်မှာအသားမပါရင်မတည်ဘူး တဲ့အသားမပါရင်ပွဲတော်မတည်တာပဲဘယင်းလဲအသားပါမစားလို့မြိတ်လဲအသားပြေးတယ်နော်ဒီတော့လမ်းပြေလကွယ်ဥပုံနေတယ်မှာဘယ်လိုအမိန့်ရှိဥပုံစောင်းဝမ်းမယ်အသားဒီတော့လမ်းပြေလကွယ်နေလဲမစားပဲ तू ကမနေနိုင်ဘူးပြိဿယမနေနိုင်တော့သူ့စားတော်ကဲသဘောမှု လူယုံတော်ကဘယ်သူလဲလို့ဆိုတော့ရာသက ဘသူရဲ့လဲရသကရသကကဘာလှုပ်ထားရတယ်လဲဆိုတော့အဖိမ့်နေကနေကအသားစုထားရဥပုံနေအတွက်မနေ့စာညစာနှစ်ပုံစာစုပြီးတော့လျှို့ဝဲစွာချက်ပြုတ်ပြီးတော့ဘယင်ကိုပွဲတာတေရတေရအောင်ဆက်သွင်းရဘယင်ကလည်းပရိသတ်ကြီးတိုင်းပြည်သားတတ်တတ်လို့စားခိုင်းတယ်သူကတော့ပရိသတ်ကြီးအသားတွဲနေတာပဲနော်ဒီလို အဲ့ဒီလိုနေရာကနေပြီးတော့တနေ့တော့ဥပုံနေ့တနေ့မှာရသကဟာမနေ့စာချက်ပြုတ်ပြီးဘယင်ဆက်သွင်းပွဲတော့တဲစီညနေစာအမှုမဲ့အမှတ်မဲ့လုံခြုံပြီးဆိုထားခဲ့တာဘယ်ချင်းကခွေးဝင်စားသွားတယ်မသိဘူးကုံပါရောညနေချက်ခံပြီးကြတော့ခိုးရှာတီရှာနဲ့မတွေ့ဘူးပြိတ္တအချိန်ကလည်းတော်လင့်သွားဘယင်ကလည်းအသားမပါဘဲနဲ့ပွဲတော်ဆက်တရရသက်ကသေဖို့ပါပြင်မယ် မရဒီတော့ရသကငါတော့သေပေးစိုက်တော့မယ်ကြံရမရဘာလို့ ਆ ပါအထေသော ဥပါယသောဥပါယောအထေသောဥပါယော ဥပတမီတော့ရှိပါရဲ့ဆိုပြီးတော့မြို့ထဲရှာလို့ကတော့ပြိဿရဲ့အသာမရဘူးဘာဖြစ်လို့လဲဥပုံနေမို့ဒီတော့မြို့ပြင်ထွက်ဘာသာမြန်ရမလဲဆိုမြို့ပြင်ထွက်တောင်ကြီးမြောက်ကြီးနဲ့ သွားရင်လာရင်နဲ့အဲ့ဒီမှာပရိသတ်ရဲ့သုတ်တန်နံရောက်တော့လောလောလတ်လတ်သေးလို့ပြစ်ထားတဲ့လူသေးအလောင်းတစ်ခုတွေ့အာဟန်ကြပြီအသားတော်ရပြီဘယ်သူမှသိတာမဟုတ်ဘူးအသားဆိုပေးတာလူသေးရဲ့ပေါင်သားကိုအရစ်လိုက်အကွန်းလိုက်လှီယူပြီးတော့အဲ့ဒါကိုချက်ပြုတ်ပြီးဘယင်ကိုဆက်တာမြေမဏ္ဍပယဟပရိသတ်ရဲ့အတိတ်ကဗီဇာပေါ်တော့ ပွဲတော်ကိုပွင့်ပြီးတော့ကြည်လိုက်တယ်ပွဲတော်ဆက်တာတော့ဘာအရင်ကြည်လဲလို့မေးတော့အသာဟင်းအရင်ကြည်တာကြည်ပြီးတော့ဘာသာပါလိမ့်မလဲလို့အနံ့လေးရှူကြည့်လိုက်တယ်ပြိဿယရတာကျော်9000တုံလှုပ်သွားတယ်ဆိုပဲဒါနဲ့ဘာသာလဲဆိုသုံးပြားလေးနဲ့တတုံးကိုရှာဖို့တင်လိုက်တာပြိဿယခန္ဓာကိုယ်တစ်ခုလုံးစိတ်ပြီးတုံခါသွားတဲ့ကောင်းလွန်လွန်ကောင်းလွန်လွန်နော် ကောင်းလို့ဆိုပြီးတော့ပြိဿရေသွားတော့မစားနဲ့နော်တော့ကြာဗောဓိတာရလို့ဘလူးဖြစ်သွားအောင်မယ်အဲ့ဒါနဲ့ဗြမတကသိလိုက်တယ်ဩဒီအသားတဲကောင်းပါလားရသကခါတိုင်းဒီအသားမျိုးမကပ်ဘူးမဆက်သာဘူးဒီအသားတဲကောင်းတဲ့နူးညံ့ဘာသာနဲ့လို့မေးရင်အမှန်ပြောချင်မှပြောမှအမှန်သိအောင်ဆိုပြီးတော့အခန်းထဲကလူတွေကုန်ထွက်ခိုင်းပြီ ရသကတယောက်ထဲခေါ်ထားလိုက်တဲ့တကားပိတ်မင်းတုံးချရသက လာဇာငါနာဒီသားပါသားလက်မှန်လားပါရှင်မင်းတရားခါတိုင်းအသားပါ ရသကတော့မလုံးဟဲ့ရသကမင်းမှန်မှန်ပြောနော်မှန်ရပြောရင်အသက်ချမ်းသာပေးမယ်မဟုတ်တယုတ်ဒီလျှောက်ပြောရင်တော့ဒီမှာတန်လျက်ကြည့်ဇက်ပြမယ်သေဖို့ပါပြီရှင်မင်းတရားမှန်တာပြောရင်အသက်ချမ်းသာပေးမှာလားပေးမယ်ဂရီတောင်း တောင်းပြီးတော့မှရသကကရှောက်တယ်မှန်လားပါရှင်မင်းတရားသီခံခွင့်လွတ်တော်မူပါ